အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကြီးမနိုး channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖက်ပြတင်ဆက်ပေးမယ့်ဇလံလေးကတော့ငါးဘရင်ဆိုတဲ့ဇလံကောင်းရင်တပုတ်ကို ဖက်ပြတင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာအချိန်အားဖြင့်2013ခုနှစ်ကဖြစ်တယ်မင်္ဂလာဘီလင်းအော်ဂျီနဲ့ရခိုင်ကမ်းမြောက်ဒေသမှာမြင်းမြန်နှောင်းတဲ့ဖွယ်တွေ့တန်းကတရှိပါတော့တယ် ရခိုင်ကမ်းရိုးတိုင်းတစ်လျှောက်တွင်တော့တငါကြီးရွာလေးများတည်ရှိကာရွာသူရွာသားများမှ ကဲနီကံဝေးငါးဖန်းလုပ်ငန်းများကိုလုပ်ကင်ပါတော့တယ်။ရခိုင်ကမ်းရိုးတိုင်းတစ်ခုတွင်ကံပေါက်ရွာတစ်ခုရှိပါတော့တယ်။ကံပေါက်ရွာမှာရွာငယ်လေးတစ်ခုဖြစ်ပြီးအင်ဂျီ90ခန်းသာရှိကာရွာသူရွာသားများအလုံးလိုလိုပင်ရေလုပ်ငန်းတငါလုပ်ငန်းဖြင့်အသက်မွေးလမ်းကြောင်းပြုနေပါတော့တယ်။ရွာကလေးရဲ့ရှေးဘက်တွင်တော့ရခိုင်ရိုးမတောင်တန်းကြီးကား ကြီးမားစွာတရှိကရွာကလေးရဲ့နောက်ဖက်တွင်ဘင်္ဂလားအော်ကြီးကပြလဲလဲတရှိပါတော့တယ်။ကံပေါက်ရွာလေးတွင် ကိုတိုက်နဲ့ကိုနိုင်ဆိုတဲ့ညီကိုနှစ်ယောက်ရှိတယ်။တိုက်ဆိုသည်မှာရခန်ဘာသာအရတစ်ကိုဆိုလိုခြင်းဖြစ်တယ်။နှုတ်ဆိုသည်မှာနှစ်ကနန်းဟုဆိုလိုခြင်းဖြစ်ပါတော့တယ်။မိသားစုအတွင်းပထမဆုံးမွေးဖွားလာတဲ့တားကြီးဖြစ်သည်မလို့မိသားစုများကမောင်တိုက်ဟုနာမည်ပြောင်းခေါ်ဆိုရသည်မှာ ကိုတိုက်ဆိုတဲ့အမည်ရလာခြင်းဖြစ်တယ်။ကိုနိုင်မှလည်းဒုတိယသားဖြစ်တဲ့အညီမောင်နိုင်ဟုခေါ်ဆိုကြရမှာထိုအမည်ရလာပါတော့တယ်။သို့ပါတော့လေကိုနိုင်မှသူ့အားကိုနိုင်ဟုခေါ်သည်ကို မနှိမ့်မြို့သဖြင့်ရွာမလူတော်တော်များများကကိုနိုင်စာကိုတုဟုခေါ်ကြတော့တယ်။ဒုဆိုသည်မှာအင်္ဂလိပ်ဘာသာဖြင့်နှစ်ကနန်းဟု ဆိုလိုခြင်းဖြစ်တယ်။ကိုတိုင်းနဲ့ကိုတူးတို့မှာအသက်၅နှစ်ခန့်กว่าပါတော့တယ်။ ကိုတိုင်မှာ အသက်30ခန်းရှိက ကိုတူးမှာတော့အသက်25နှစ်ရှိပါတော့တယ်။ကိုတူးမှာလူပြိုဖြစ်တော်လဲကိုတိုက်မှာတော့ရွာသူတအုပ်နဲ့အိမ်အောင်ကြပြီးသားသမီးများရရှိနေပြီဖြစ်တယ်။တို့ပါတော့လဲညီအကိုနှစ်ဦးမှာမိဘအမွေပေးထားခဲ့တဲ့အိမ်တလုံးထဲမှာပင်အေးရတူပူအမြအတူတကွနေထိုင်ကြခဲ့သူစီးပွားရှာရာတွင်လဲတန်ငါလီတစီဖြင့်ညီကိုနှစ်ယောက်တူတူပင်ငါးဖန်းထွက်ကြတော့တယ်။ ညီကိုနှစ်ယောက်မှာအတူတကွလောက်ကင်စားတော့ကြပြီးတင်းတင်းမြဲ့မြဲ့နေထိုင်ကြသူများဖြစ်တယ်။ယနေ့လည်းညီကိုနှစ်ယောက်မှာတန်ငါလုပ်ငန်းကိုငားတိုင်းရှိရာစိတ်ကန်းစီတို့ထိုးဆက်လိုက်ပါတော့တယ်။လေဝန်းတွင်တွင်ပင်လင်ငားတော်တော်များများပါလာခဲ့တော့တယ်။လေဝန်းတွင်မှာငားများကိုငားတိုင်းမှလူသားများကတောင်းကြည့်ဖြင့်ချင်းတွေကကတားကြီးတွင်ချင်းတွေလိုက်နေစဉ်ညီကိုနှစ်ဦးမှာ ငားတိုင်ပန်းရှင်ဥဖိုးဝေနဲ့စကားစမြည်ပြောဆိုကြပါတော့တယ်။ဥဖိုးဝေကညီကိုနှစ်ဦးဝင်လာသည်ကိုပင်မြင်တွေ့လျက်ရသဖြင့်ရွေနေတခရအိုးကိုခြာပီးလိုက်ကထညက်ခဲတပကံကိုလည်းတဲခင့်ဧကံပြီးတော့တယ်။ဘလို့လဲမောင်တူရငားဖမ်းရတာအဆင်ပြေတယ်မဟုတ်လား။မောင်တူမှာထညက်ပကံနဲ့မှထညက်ခဲတစ်ခုကိုကောက်ဝါးလိုက်ရင်ပြည်တယ်လို့တော့မဟုတ်ပါဘူးဗျာဒီလိုပါပဲ။ လုံနိုင်တလောက်ရတာပေါ့တငါတဲ့ချမ်းသာတယ်ဆိုတာဘယ်တော့မှရှိခဲ့ဘူးလို့လဲဗျဥဖိုးဝေကပြုံးလိုက်ပြီမောင်တုကြီးရတာတငါလုံရင်တထေးမဖြစ်သေးလို့စိတ်ထဲကြာနေတဲ့ပုံပဲဥဖိုးဝေကရေကြဲကြဲဖြင့်ပြောလိုက်ပါတော့တယ်ကိုတိုက်ကယူနေငယ်ရင်ကံကောင်းရင်တော့ငါကြီးငါလေးမိပြီးတထေးဖြစ်နိုင်တယ်ဗျကိုတိုက်ပြောတဲ့အခါကိုတုကအကူဖြစ်သူကို အားမလို့အမေရနဲ့ကြီးလိုက်ရင် အကိုကြီးကရသေးစိတ်ပြေလုံးနေပြန်ပြီဗျာကျုပ်တို့ လူမန်းတိကလေးကပင်လေတဲကိုနေခဲ့ရတာတငါလို့ရင်ချက်ချင်းလငင်တထေးဖြစ်သွားတာဘယ်နှခါမြင်ဘူးလို့လေဟာငါပရင်ဆိုတာရှိသေးတယ်ငတူရတို့တငါတို့ရဲ့အိမ်မက်ကကွင်ပိုက်ထဲကိုငါပရင်ရောက်လာဖို့မဟုတ်ဘူးလားတော်စမ်းမကူကြီးရအဲ့ဓာတွေကပုံမြင်နေယုံနှန်းစကားတွေပါ ကျုပ်တသက်လုံးမှာငါးဘရင်မိတယ်ဆိုတာတခါမှမကြားဘူးသေးဘူးထို့အခါဥဖို့ဝေကငါးဘရင်ကပုံမြင်ယုံနှန်းစကားမဟုတ်ဘူးမောင်တူရတကယ်ရှိတဲ့ငါးမျိုးပဲမင်းတို့လိုက်မမီလိုက်ပြီမဲ့ငါကတော့ငါးဘရင်မိသွားတယ်လူတယောက်ကိုကောင်းကောင်းကြည့်သိလိုက်တယ်ကွာကိုတိုက်တို့ညီကိုနှစ်ဦးမှာရွေနေတောင်ရင်ဥဖို့ဝေပြောတဲ့အကြောင်းအရာများကိုစိတ်ဝင်စားဖြင့်နားထောင်နေပါတော့တယ်လွန်ခဲ့တဲ့နှစ်20လောက်တုန်းကထင်းနေကွာ ကန်းသားရွာမှာကိုတောင်းဆိုတဲ့လူတယောက်ရှိတယ်။သူလဲမင်းတို့လိုကန်းနေတန်ငါတဲ့လောက်တာ။ဒီနေ့ကျတော့သူ့ပိုက်ထဲကိုငါးဘီရင်တိုးလာတဲ့ကွာ။သူလဲအချင်းချင်းဖဲတာလုံးဝဖဲလို့မရဘူးတဲ့။ငါးဘီရင်ဆိုတာဖုံးကန်ရှိတဲ့ငါကွာ။ငါတို့ရဲ့ဘီရင်ပဲ။ကိုနဲ့ထိုင်းမှာတွေ့တဲ့အမျိုးကွာ။ဖမ်းရင်လဲတာမန်ငါးတွေလိုဖမ်းလို့မရဘူး။သူ့ကိုဖမ်းမယ်ဆိုရင် နောင်တသက်လုံးငါမဖမ်းတော့ပါဘူးဆိုပြီးတစ္ဆာပြုတ်ပြီးမှဖမ်းလို့ရတယ်ကွာ။ ကိုတောင်းကငါးဘရင်ကိုဖမ်းပြီးတော့လာကြည့်တဲ့သူတွေမနှဲပါဘူးကွာအဲ့ဒီငါးဘရင်ကိုဂွားမျိုးကငါးတန်ကျိုးစီကိုဆင်းလာပြီးတော့3 90ပြီးပြီးဝယ်သွားတာ390ဆိုတာအဲ့ဒီကကမနှဲဘူးနော်ချွေတကြက်သားမှာတောင်းကနေပဲရှိတယ်ခစ်ကိုကိုတောင်းလဲချမ်းသာသွားပြီးတော့ဂွားမျိုးပေါ်ကိုမိသားစုလိုက်ပြောင်းသွားတာအခုဒီဂွားမျိုးမှာကိုတောင်းလူထားတဲ့ဖျားရီဖုံးကြီးเจ้าနေရှိသေးတယ်ကွာကိုတောင်းကတော့မရှိတော့ဘူး တည်သွားတာကြာပြီသူသားတွေကြီးတွေတော့ရှိအောင်မယ်ထင်တယ်ကိုတိုက်မှာယုံကြည်တော့လေကိုတူးကတော့မယုံကြည်တဲ့ပုံစံဖြင့်ငါးရက်ကောင်ကတင်းဆက်ချီတန်နေဆိုတာဖြစ်နိုင်ပါမလားဦးဖိုးဝေရဲ့ဖြစ်နိုင်တာပေါ့ကွာဒီငါးကတခြားငါးတွေမှမဟုတ်တာငါးဘရင်ကွာငါးဘရင်ဒီငါးကိုနိုင်ငံသားတွေကဈေးကြီးပေးဝယ်တယ်ဆိုတာက အထူးသဖြင့်တရုတ်တွေအဝယ်များတာ ခုနကကိုတောင်းစီကသိန်း90နဲ့ဝယ်သွားတဲ့ငားတိုင်ကျုပ်ကရန်ကုန်ကတရုတ်တထေးတယောက်ကိုသိန်းရာချီနဲ့ပြန်ရောင်းလိုက်တယ်လို့ကြားတယ်။ကိုတူးကလက်ခုပ်တဝါဝါတီးပြီးဒီငားကိုသာရလို့ကတော့ငတူးတို့ကတော့တထေးဖြစ်ပြီပေါ့ကွာ။တကယ်သာရရင်ငားလာရောင်းဟိအဲ့ဒီခေတ်တော်အောင်မှသိန်း90တန်းနဲ့ဆိုတော့အခုခေတ်စည်းနဲ့ဆိုရင် သိန်းရာချီတန်းနေပြီကွာ။ ဲ့ဒါတွေအသာထားစမ်းပါဗျာအခုလောလောဆယ်တော့ကျွေးတို့ဖမ်းလာတဲ့ငါးတွေကိုအရင်ချိန်ပေးစမ်းပါဦး35ပိတ်သားဆိုတော့9000ရမယ်9500လောက်တောင်မရဘူးလားဗျာဓာတောင်ငါကမင်းတို့ညီကိုကိုခင်လွန်းလွန်းပေါက်ဈေးထည့်နည်းနည်းပိုးပြီးပေးတာကွာငါးဈေးတွေကကြနေတာမင်းတို့လည်းတည့်ရဲ့သားနဲ့ငါကစီဖို့လဲဆက်ရသေးတယ်လေကွာညီကိုနှစ်ယောက်ဥပိုးဝေစီမှာဝင်9000ကိုယူကာ ပြန်ထွက်လာခဲ့ကြတယ်။လေပေါ်ရောက်တဲ့အခါကိုတိုက်ကငွေ1500ကိုကိုတူးတန်စိုးလှမ်းပေးလိုက်ပါတော့တယ်။ရော့ငတူ ထုံးစံအတိုင်းတယောက်တစ်ဝက်ပေါ့ကွာ။ကိုတူးကငွေ1500ကိုလှမ်းယူလိုက်ပြီးတဲ့နောက်ငွေ1000အားအကိုဖြစ်သူကိုပြန်ပေးလိုက်ပါတော့တယ်။ဒါဘာလို့တာလဲငတူရ။အကိုကြီးကမိသားစုရှိသေးတယ်လေဗျာ။ပြီးတော့ကျုပ်ကအကိုကြီးရဲ့ချက်ပြုတ်တာတွေကိုကက်စားနေတယ်လို့ဆိုတော့ အကိုကြီးပဲပို့ပို့သာသာယူလိုက်ပါ ကိုတိုက်မှာညီပြည့်သူပေးမယ်ငွေတထောင်ကိုလမ်းယူကာအိတ်ခက်အတွင်းသို့ထည့်လိုက်ပြီးညီကိုနှစ်ယောက်လေတစည်းကိုဆက်ဖွင့်ကာရွာသို့ပြန်လာပါတော့တယ်နောက်တနေ့တွင်ညီကိုနှစ်ဦးထုံးစံအတိုင်းပင်လယ်အတွင်းသို့ထွက်လာခဲ့ကြတယ်ကိုတိုက်ကလေပေပိုင်းတွင်ထိုင်ကာလေကိုထိန်းချောင်းမောင်းနေရင်ယမန်နေ့ကခြားထားခဲ့တဲ့ ငါးပန်းကျိုးများကိုတွားရောက်ဖော်ဆောင်ကြပါတော့တယ်။ပင်လယ်တွင်ငါးများကိုဖမ်းတဲ့အခါနိုင်လွန်ကျိုးရှိတွင်ချိတ်တဲ့လျင်မြားထောင်ဖမ်းဆီးကြခြင်းဖြစ်တယ်။ငါးသေးငါးမွာများကို ပိုက်တန်းခြင်း၊ကွန်ဖြည့်ဖမ်းယူခြင်းအစရှိတဲ့နီလန်းများဖြင့်ဖမ်းဆီးကြတယ်။ကိုဒုကငါးများကျိုးများကိုတခုပြီးတခု ဆွဲတင်နေပါတော့တယ်။သို့ပါတော့လဲငါးကြီးငါးများအရာနေပါတော့တယ်။ အချို့ငါးများမှာငါးများကျိုးတင်ချိန်ထားတဲ့အစာများကိုလက်မဟက်ပင်ပဇက်နဲ့တွေ့ကက်ကစားတော့ကြသဖြင့်ငါးမဖမ်းမိသည်ကများတဲ့ကိုတူးမှာငါးများကျိုးများကိုအတော်တန်ဆွေးယူပြီးတော့လေငါးကြီးများသိမ့်မရသဖြင့်စိတ်ပြက်သွားတော့တယ်ငါးကသိမ့်မရဘူးကိုရဲ့ကျုပ်တော်စိတ်ပြက်လာပြီအိုးကွာပြီးရင် ပိုက်တန်းကိုသွားဖို့ကြည့်မယ်လေတိတ်ဆိတ်ညံ့နေပါနဲ့ငတုရကျုပ်ဖေမင်းကြီးက ဥဖိုးဝေပြောတဲ့ငါးဘရင်ဆိုကြီးကို မေ့ကျင်တယ်ဗျ။အောက်မှာမင်းကစိတ်ကူးရင်နေသေးတယ်။ငါးဘရင်ဆိုတာရှားတယ်ကွာ။တင်္ဂါတသက်နေလို့တခါမြင်ရတဲ့ငါးမဟုတ်ဘူး။ဒါတော့ဒါပေါ့ကိုကြီးယာ။ဒါပေမဲ့တင်္ဂါလုံရင်ဝုန်းကနေတိုင်းကနေချမ်းသာသွားတယ်ဆိုတာဒီနီးလန်းတစ်ခုပဲရှိတယ်မဟုတ်လား။ကိုတူးကအဝေးထင်လမ်းမြင်နေရတဲ့တောင်ကုန်းကလေးပေါ်မှာ ထုံးဖြူဖြူစည်ဒီကလေးကိုလက်အုပ်ချလိုက်ကား။ အရှင်ဘုရားတပည့်တော်ကိုငါဖျင်တကောင်လောက်သာပေးသနာတော်မူပါကိုတူးစုတောင်းဒီကို ကိုတိုက်ကကြည်ကရေမောနေမိတယ်ဒေါ်စမ်းမငတုရတို့လို အခုတို့လုံးနဲ့အသက်မွေးနေရတဲ့တငါသေးတွေကဖျားခါကြည့်ပါမလားကွာငမားချိုးတွေကိုသာ မြမြဖော်စမ်းမှာတိတ်ချင်းကြလို့မကောင်းဘူးကွာထို့နောက်ကိုတူးကကြံရှိနေသေးတဲ့ငမားချိုးများကိုဆွဲတင်လိုက်ပါတော့တယ်ငမားချိုးတစ်ခုအား ။စွေးလိုက်တဲ့အခါမှာတော့ကျိုးမလေးချိန်တစ်ခုရှိက လေးဖင်နေသည်ကိုခံစားမိတော့တယ်။ဟာအကိုကြီးငါးအကောင်ကြီးတကောင်တော့မိမိထင်းနေ။ကိုတူးကဝမ်းသာအရာဖြင့်ငါးဖန်းကျိုးကိုစွဲတင်နေမိတယ်။ကျိုးမစွေးရင်ဆိုရင်တဖြည်းဖြည်းလေးပင်လာတော့တယ်။ကိုတူးမလေးဝမ်းနေရန်ကို ခြေဖြင့်ကန်ပြီးလက်နှစ်ဖက်ဖြင့်အားကုန်စွဲနေမိတယ်။မကြခင်မှာပင် ကျိုးရင်ငါးကြီးတကောင်ချိန်နေသည်ကိုတွေ့ရပါတော့တယ်။ ဖုံငါးကြီးရဲ့ကြေးခွင်များမှာရွှေဝါရောင်ဆင်းရှိပြီးနေရောင်အောက်တွင်တဖြည်းဖြည်းဝင်းလက်တောက်ပနေတော့တယ်။ငါးကြီးရဲ့ဥကောက်မှာလည်းအမောက်ပုံတံအချွန်တက်များကိုတွေ့ရပါတော့တယ်။ငါးမှာနှင်းတော်ခန့်သာရှိတော့လေ။ရုံအားအလွန်ပြင်းကကိုတူးဆွဲနေသည်ကိုပင်ခက်ဆက်ဆက်ရုန်းကန်နေပါတော့တယ်။အကိုကြီးဒီငါးကဘာငါးလဲတော့မသိဘူး။တန်နာတော့အတော်တန်နာဗျ။အကိုကြီးလာကိုဆွဲပြပါဦး။ လဲပဲပိုင်းတွင်ထိုင်နေသောစိတ်လိတ်ဖွာနေတဲ့ကိုတိုက်မှာ ကိုတူးထံသို့လှမ်းလာခဲ့တော်တယ်။ကိုတူးတယောက်လိမ့်နေရန်ကို ခြေဖြစ်ကံကငမားချိုးကိုလက်နှက်ဖက်အားဖြင့်ဆွဲယူနေတော်တယ်။ကိုတိုက်ကငါးကြီးကိုကြည့်လိုက်ကအလွန်အံ့အားတင်သွားတော်တယ်။ရေပေါ်တွင်ပေါ်လာလိုက်အောက်သို့ပြင်းနှစ်သွားလိုက်နဲ့ယုံအားလှူရှားနေတဲ့ငါးကြီးကိုကိုတိုက်ကငန်ငန်ကြီးကြည့်နေမိတယ်။အခုကြည့် ငမားချိုးကိုဆွဲလိပြဘာလုပ်နေတာလဲငါငတို့ရေဒုံငမားချိုးမှာမိနေတဲ့ငါကြီးကမင်းပြောတဲ့ငါဖရင်ဆိုတာကြီးလားမသိဘူးကိုတက်ရဲ့အတန်းမှာတုံတုံရင်ရင်ဖြစ်နေတော့တယ်ဟုတ်ပါမလားကိုကြီးရာကျုပ်ကမနောက်ဆန်းပါနဲ့ငါတကယ်ပြောတာငတို့ရာငါဖရင်ဆိုတာတကူလုံးကိုရွှေဝါရောင်ကြီးကဝင်နေနဲ့ဖုံးထားတယ်ကြားဘူးတယ်ပြီးတော့ဥကောင်းမှလည်းဘရင်တရဖူစောင့်ထားတယ်လို့မျိုး ရွှေရောင်အထွန်းအခက် အမောက်တွေပါတယ်တဲ့ကွာအခုဒီငါးကြီးကို ကြည့်လိုက်တော့ဒီလိုပုံစံမျိုးတထရတဲ့ပဲကိုတူးမှအားတက်သွားပြီဒါဆိုရင်လဲဆွဲပြဒီငါးဘရင် ကိုရိုက်ရင်ကျွတ်တို့ချမ်းသာပြီးကိုကြီးဟာအလွတ်မပေးနဲ့ပြုတ်ညီကိုနှစ်ယောက်မှာငမားချို့ကိုအတူတကွာဆွဲကြတော့တယ်ငါးကြီးမှာရေပေါ်တို့ပေါ်လာလိုက်လေနဲ့နီးကက်တော့လဲတခါယုံလိုက်ပြီးရေအောက်တို့ပြန်လဲငိုဆင်းသွားတော့တယ် ယောက်ျားရင်မာကြီးနှစ်ယောက်ဆွဲတဲ့အားကိုပင်ငါးကြီးကရုန်းကန်နိုင်ပြီတဲ့ညီကိုနှစ်ယောက်မှာငါးကြီးအားဖမ်းလို့နှီးပါဖြစ်လိုက်ငါးကြီးကပြန်လဲရုန်းကန်သွားလိုက်နဲ့ထိုနေရာတွင်တနားရီခန့်မြအချိန်ကုန်သွားတယ်နှစ်ယောက်စလုံးလဲခြေကုန်းလက်ပန်းကြက မောပန်းနေပြီဖြစ်တယ်ထိုအခါမှကိုတိုက်မှာတခုတည်းရသွားပြီနေအုံးငတူရဒီငါးကငါးပြည့်ရမှန်းနေဆိုရင်ငါတို့ဒီငါးကိုဖမ်းလို့ရမှာမဟုတ်ဘူး ငါဘယင်မှန်နေဆိုရင်ဒီငါကိုဒီတန်းဖမ်းလို့ရမှာမဟုတ်ဘူးကွာငါဘယင်မှန်နေဆိုရင်တစ္ဆာဆိုပြီးမှဖမ်းရမယ်မဟုတ်လားဘလို့တစ္ဆာဆိုရမှာလဲကိုကြီးငါကြားဘူးတာကတော့ဒီငါဘယင်ကိုဖမ်းတဲ့လူကနောက်တစ်သက်လုံးငါမဖမ်းတော့ပါဘူးဆိုတဲ့တစ္ဆာကိုပင်လည်းရေပြင်ကိုလက်နဲ့ထိပြီးဆိုမှဖမ်းလို့ရတာတဲ့ဒါဆိုစမ်းကြည့်မယ်ကိုကြီးရာကိုတူးမှာလှေနဘေးသို့ဆင်းလိုက်ရင် ပင်လေရေကိုလက်နဲ့ထိကင်လိုက်ပါတော့တယ်။ကိုတိုက်မှလည်းထုံနီးတူသာပင်ပင်လေရေပြင်ကိုလက်နဲ့ထိထားလိုက်တယ်။ကျွန်တော်သည်ငါဘရင်ကိုဖမ်းမိပါက နောက်ထပ်မိသည့်ငါကိုမှမဖမ်းဆီးတော့မီဖြစ်ကြောင်းတစ္ဆာဆိုအပ်ပါတယ်။ဤတစ္ဆာမှန်ခဲ့သည်ဖြစ်သောငါဘရင်ကိုဖမ်းဆီးမိပါသည်။ညီကိုနှစ်ဦးမှာရေပြင်ကိုကင်တွေလျက်တစ္ဆာဆုပ်ပြီးတဲ့အခါငါးဘရင်ကြီးမှာရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာပြီးတဖြည်းဖြည်းချင်းကုခတ်လာလေတော့တယ်။ကိုတူးမှာငမားချိုးကိုဆွဲတင်လိုက်တဲ့အခါငါးပြည့်ရဲ့မှာအလိုက်တင်သွားပြီးပါလာခဲ့ပြီးလေပေါ်သို့ရောက်လာခဲ့ပါတော့တယ်။ကိုတိုက်မှာကော်ဘုံးကြီးတစ်ခုအတွင်းသို့ပင်လယ်ရေခတ်ထည့်လိုက်ကငါးကြီးကိုပုံအတွင်းသို့ထည့်ထားလိုက်တယ်။ဒီကိုနှစ်ဦးမှလည်းတယောက်မျက်နှာတယောက်ကြီးကအလွန်ဝမ်းသာနေကြတယ်။အကိုကြီးရေကျိုးတူကတော့ချမ်းသာပြီဗျာ တိတ်ပြီးတော့ဝမ်းသာမစောနဲ့အုံးငတူရဒီငါးကြီးကငါးဘီရင်ဟုတ်မဟုတ်မသိသေးဘူးဘာပဲဖြစ်ဖြစ်ဥဖိုးဝေစီသွားပြကြည့်မယ်ဗျာဟုတ်လို့ကတော့တထေးဖြစ်ပြီအေးကွာဘာပဲဖြစ်ဖြစ်အခုသွားကြတာပေါ့ကိုတိုက်ကဆက်လီကိုနှိုးလိုက်ကငါးတိုင်ရှိတဲ့စိတ်ကန်းစီတို့လိုက်လာခဲ့တယ်ကိုတူးမှငါးဘီရင်ကိုသေးချကြည့်ရင်တကယ်လို့ဒီငါးကြီးသာငါးဘီရင်ဖြစ်ခဲ့ရင်တို့တို့ဥဖိုးဝေကိုဘလောက်တောင်းမလဲကိုကြီး ိတ်အများကြီးတောင်းလို့ဈေးလန့်သွားအောင်မေကွာငါကတော့သိန်းတရာလောက်ပဲတောင်းမလားလို့ဟာဗျာအကူကြီးကလည်းလွန်ခဲ့တဲ့နှစ်20တုံးကတော့မှသိန်း90ရတာအခုခေတ်သိန်းတရာကနည်းတယ်သိန်းနေရာလောက်တော့တောင်းမယ်အကူကြီးတရာကျုပ်ကတရာပေါ့ဗျာမကောင်းဘူးလားအောင်မငတူမင်းကတွက်ရီးကဆက်သတိပါလားကွာသိန်းတရာမပြောနဲ့ဆယ်သိန်းပြည့်အောင်လောက်တော့မှမင်းလက်ထဲမှာကင်မှုလို့လား ဘာပဲဖြစ်ဖြစ်အကိုကြီးအားအရင်ကမကင်ဘူးကလေအခုငားကြီးရပြီဆိုတော့ကင်နိုင်ပြီဗောဗျညီကိုနှစ်ယောက်တဟားဟားရေမောကလီကိုမောင်းနှင်လာခဲ့တယ်ဟာမင်းတို့ဟာကငားဘီရင်အစီကြီးกว่าဥပ္ပဝေထံသို့ရောက်တဲ့အခါဥပ္ပဝေကငားဘီရင်ကြီးကိုငားတိုင်နောက်ဖက်ရှိ အခန်းထဲသို့ထည့်လိုက်ပြီးကြီးစုစစ်ဆေးပါတော့တယ်ငါတဲ့တော့မပြောနိုင်ပေမယ့်ငားဘီရင်ကတော့ငားဘီရင်ပဲဒီလိုလို့ ငါကွားမျိုးကတိုင်းချုပ်ကြီးစီကိုဆက်သွယ်ပြီးသူ့ကိုလာကြည့်ခိုင်းမယ်တကယ်လို့သာငါဘီရင်စစ်ဆိုရင်တော့မင်းတို့ငါ့ကိုရောင်းရမယ်နော်ခမည်းကဘလောက်ပေးမလို့လဲဥဖိုးဝေရဥဖိုးဝေမှာတစ်ချက်တွေးဝေသွားတော့တယ်ညီကိုနှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်လိုက်ကကိုတူးကကိုထိုက်ကိုတိတ်နေရတောင်းရန်အတွက်လက်ညှိုးနှချောင်းကိုထောင်ပြလိုက်တော့တယ်ထို့စင်မှာပင်ဥဖိုးဝေကမင်းတို့ကိုငါ3500ပေးမယ်ကွာ ညီကိုနှစ်ဦးမှအလွန်အံ့ဩသွားကတယောက်မျက်နှာတယောက်ကြည့်နေကြတော့တယ်ဒီလောက်ပဲထားပေးပါကွာငါ့ကိုခရင်ဒီလောက်ဈေးနဲ့ဖျက်ပေးပါကွာဟုတ်ပြီလားညီကိုနှစ်ယောက်မှသိန်းနီယာတောင်းရင်ဆုံးဖြတ်ထားတော့လေသိန်း900ပေးသည်မလို့ခေါင်းငိမ့်လိုက်ကြတယ်ဒါပေမဲ့ကျုပ်တို့လက်ငင်းလိုချင်တယ်ဥပ္ပဝေအေးပါလောလောဆယ်သိန်း90ယူထားနောက်နေ့ငါကွားမြို့တက်ပြီးငွေထုတ်ပြီးတော့မင်းတို့ကိုအကြည့်ဆက်မယ်ဟုတ်ပြီလား ဒါပေမဲ့ငားပြင်းရတဲ့အကြောင်းကိုမင်းတို့လေ့ဝဲထားရမယ်နော် လူတိသွားရင်လူရရက်တာတွေကဖြစ်နိုင်တယ်စိတ်ချပါဗျာကဲအဲ့ဒီသိန်း90တာပြီးတော့ညီကိုနှစ်ဦးမှာအလွန်ပျော်ရွှင်သွားကြတယ်သိန်း90ရပြီးအိမ်သို့ရောက်တာနဲ့ငားဖန်းလေးလေးကိုတခြားတန်ငါးသေးတူအားအလကားပေးလိုက်တယ်သူများကိုလကားပေးရမှာနှမျောတော့နှမျောစရာကြီးပါဒီလေးကအဖေပေးခဲ့တဲ့အမွေမဟုတ်လား ပြီးလဲဆမ်းမကိုကြီးရာအခုကျုပ်တို့အတွက်ဒီလီမလူတော့ဘူးဗျကျုပ်တို့ငါးဖန်းစရာလဲမလူတော့ဘူးလေဗျအချင်းချင်းအပြည့်ဆိုတော့လဲကိုတိုင်းနဲ့ကိုတူးတို့မှာဥဖိုးဝေထန်တို့ရရှိခဲ့တဲ့ငွေများကိုအညီမျှခွဲလိုက်ကြပြီးချမ်းသာသွားကြတယ်ညီကိုနှစ်ဦးငါးဘရင်ရတဲ့အတွက်ချမ်းသာသွားတဲ့အဖြစ်မှလဲဟိုးလေးတကြောကြောဖြစ်သွားတယ်တဦးလည်းရင်350စီခွဲယူကြပြီးတဲ့နောက်ကံပေါက်ရွာလေးတွင်မနေကြတော့ဘဲ ကွားမျိုးတို့ပြောင်းရှိသွားကြတယ်။ကိုတိုက်မှာကွားမျိုးတွင်အိမ်တလုံးကိုဝယ်ယူလိုက်ခါမိသားစုနဲ့တူနေထိုင်ကြတယ်။ညီဖြစ်သူကတော့အကိုနဲ့တူမနေကျင်တော့ဘူး။ကျုပ်တော့ဒီမှာဆက်မနေကျင်တော့ဘူးဗျာ။အခုငွေတွေလည်းရပြီဆိုတော့လုပ်ငန်းတစ်ခုခုလုပ်ချင်နေဗျ။ငါညီကဘာလုပ်ချင်တာလဲ။လောလောဆယ်တော့မသိသေးဘူးပေါ့ဗျာ။ဒါပေမဲ့ရန်ကုန်ကိုဆင့်ကြည့်မယ်။အဲဒီကတထေးစီမှာလေးလာကြည့်ပြီးလုပ်ငန်းတစ်ခုခုလုပ်မယ်ဗျာ။ အရင်ဤလဲရှိတယ်မဟုတ်လားအကိုကြီးရောဘာဆက်လုပ်မလဲငါကတော့ဒီမျိုးပုံမှာဈေးဆိုင်လေးဖွင့်မလားလို့စိတ်ကူးထားတယ်လုပ်ငန်းတစ်ခုခုလုပ်ရမှာပေါ့ငါတို့ဆိုတဲ့တစ္ဆာကြီးတငါသေးမလုပ်ရတော့ဘူးလေကွာညီကိုနှစ်ဦးတိုင်ပင်ထားပြီးတဲ့အခါကိုတူးမှငွေထုတ်ပတ်ပြီးရန်ကုန်သို့ဆင်းသွားတယ်ကိုတူးတယောက်ရန်ကုန်ရောက်တဲ့အခါတခါမှမမြင်ဘူးတဲ့ဟိုတယ်ကြီးများတွင်တက်ရောက်နေထိုင်နေတယ် အစားအသောက်ကောင်းကောင်းများစားတော့ကတထေးဆိုသူများကိုချင်းခဲ့ပြီးစီးပွားရေးလုပ်ငန်းအတွက် အကွက်အကွင်းကောင်းကောင်းရှာဖွေမိတယ်။သို့ပါတော့လည်းတသက်လုံးတငါလို့တာလှုပ်ဖူးပြီးပညာတန်းရည်အရေးချင်းမရှိတဲ့ကုတူးမှာ6လခန့်ကြားတဲ့အခါငွေရင်းများဒဇဒဇယိုနေလာတော့တယ်။စီးပွားရေးလုပ်ငန်းမှာအစပင်မလုပ်ရသေးတထေးဖြစ်သူများနဲ့ပေါင်းဖက်ကပျော်ပါးစောက်စားရင်တထေးကန်းချုပ် ဖမ်းမိထားတော့လေလက်ထဲတွင်ငွေရင်းဤမကြံတော့ပေငါဒီငွေတွေကုန်သွားလို့ပြန်သွားရင် အကိုကြီးကလည်းငါ့ကိုစုမယ်ပြီးတော့ရှက်စရာလည်းကောင်းတယ်မဖြစ်ဘူးငါလုပ်ငန်းတစ်ခုခုအမြန်လုံးမှရမယ်ကိုတူးကစဉ်းစားတွေးတော့ရင်တထေးဖြစ်များနဲ့ဆက်လက်တိုင်ပင်ရာတနည်းတွင်တော့အေယာဝတီတိုင်းဘက်မှာတထေးတယောက်နဲ့စကားဆက်မိတော့တယ်ထိုတထေးမှာငပိငချောက်လုပ်ငန်းဖြင့်အောင်မြင်နေသူတဦးဖြစ်တယ် ခမရဗျာငွေရင်းသိမ့်မကြံတော့ဘူးဆိုရင်ငါးခံလုပ်ကြည့်ပါလားဗျာငါးခံဆိုတာဘာလဲအေယာဝတီတိုင်းဒီရန်ကုန်မြို့မှာငါးခံနေတူးတယ်အင်းတွေလည်းဒီလန်ဆွဲပြီပေါ့ဗျာပြီးတော့အသာတူငါးတူငွေတာဗျာဒီလုပ်ငန်းကို လူတွေကတိတ်နှုတ်တယ်လို့ထင်ကြပေမဲ့အကျိုးအမြတ်များတဲ့လုပ်ငန်းတစ်ခုကိုတူးမှာထိုးလုပ်ငန်းကိုလုပ်ကင်ကျင်တော့လေငါးပြင်းကြီးကိုဖမ်းမိစဉ်က ်းလဲရေကိုလက်နဲ့ကန်ကကျင်းစုခဲ့ဘူးတဲ့တစ္ဆာကိုပြန်လဲအောင်မိကလောက်ကန်ရန်ကြောက်ရွံ့နေတော့တယ်ကိုတူးစဉ်းစားနေသူကို ထိုတထေးကကြည့်ရင်ခမည်းကဒီလုပ်ငန်းကိုမလုပ်ဘူးတဲ့လူဆိုတော့စဉ်းစားရတာခက်နေတဲ့ပုံပဲဒီလိုလုပ်ပြခမည်းရဲ့လုပ်ငန်းကိုကျုပ်ကရင်းနှီးငွေတဝက်ဆိုက်ပေးမယ်ငါးကန်ဖို့ရင်အမျက်တွေအကုန်လုံးကိုခမည်းယူလိုက်ကျုပ်ကငွေရင်းပြန်ရရင်ခြေနဲ့ပြီးဒါခမည်းအတွက်နောက်ဆုံးကန့်လန့်ချက်ပဲ။ ဒီတိုင်းထံပြီးသုံးဖြုံနေလို့ငွေကုန်သွားမှထက် လုပ်ငန်းတစ်ခုခုကိုရင်းနှီးလိုက်တာခမရအတွက်အသင့်တော်ဆုံးပဲဟိုလေကျုပ်ကငါးခံလုပ်ပြီဆိုပါစို့အဲ့ဒီငါးခံကငါးတွေကိုကျုပ်ကိုယ်တိုင်ဖမ်းရမှာလားထိုခါတတိခရေမောလိုက်ခါကုတုရာခမရကတော်တော်ရေရတဲ့လူပဲကံပန်ရှင်တတိခငါးခံနဲ့ဆင်းဖမ်းစရာ မလိုဘူးဗျဝန်ထမ်းတွေကိုဖော်ခိုင်းုံပဲ ကိုတူးမှတစ်ချက်တွေးမိတော့တယ်။ဘာပဲဖြစ်ဖြစ်ဒီအခွင့်ရေးကလက်လွတ်မခံသင့်တဲ့အခွင့်ရေးပဲ။ပြီးတော့ငါကပင်လယ်ရေလုပ်ငန်းမှာတစ္ဆာဆုခဲ့တာပဲလေ။ရေချိုထဲမှာလှုပ်လှုပ်ကတော့ဘာမှဖြစ်လောက်ပါဘူး။ခမည်းကဘာတွေကို တူးဝီနေတာလဲကိုတူး။ကျုပ်စိုးရိမ်နေတာတခုရှိတယ်ဗျ။တစ်ချိန်ကကျုပ်ကငါးဘရင်ကိုဖမ်းမိရင် နောက်ထပ်ငါးတွေကိုဖမ်းတာထပ်မလုပ်တော့ဘူးလို့တစ္ဆာဆုခဲ့ဘူးတယ်။ကျုပ်ခုလိုငါးခံလုပ်တဲ့အခါ တချိန်ကစိုးကဲဘူးတဲ့တစ္ဆာကိုဖောက်ဖြက်တာကြနိုင်မလားထိုအခါတချိကဟဲ့ပပတ်ရေမောလိုက်တော့တယ်ခမည်းကတော်တော်ရိုးတဲ့လူပဲဗျဘာလဲဒီခေတ်ကြီးမှာအဲ့ဒီတစ္ဆာတွေကျင်းစာတွေကတကယ်အသုံးဝင်လို့ခမည်းကထင်နေတာလားအဲ့ဒီတစ္ဆာတွေသာတကယ်မှန်နေဆိုရင်တရားယုံမှာမမှန်မထွက်ဆိုပါဘူးဆိုရင်ကြမ်းကန်ကျင်ခိုင်းပြီးလိန်လေထွက်ဆိုခိုင်းတဲ့လူတွေအကုန်လုံးတေကုံကြတာပဲပေါ့ဗျာ ခမားပြောတာလေဟုတ်တယ်လို့လို့ပဲနော်အဲ့ဒီတစ္ဆာစကားတွေကချိန်စာတွေဆိုတာရှေးခေတ်ကအသိဉာဏ်ပညာနည်းတဲ့သူတွေကိုကြောက်အောင်ချောက်ထားတဲ့အရာတွေပေါ့တကယ်မရှိပါဘူးခမားကလည်းအဲ့ဒါဆိုရင်တော့ကျုပ်ငားကန်လောက်ကြဆိုဗျာကျုပ်တို့ခက်သေးသေးလေးကနေစားကြတာပေါ့ကိုတူးနဲ့ထိုတဲ့သေးမှာဘီယာကွက်ကိုတိုက်ကာရေမောလိုက်ကြတယ်မအူဝင်ဆိုတဲ့ဒေသတွင် ကိုတူးတယောက် ငါးကံလုပ်ငန်းကိုလုပ်ကင်တော့တယ်လက်ထဲတင်ကြံနေသေးတဲ့ငွေပင်ငွေရင်းအလုံးကိုငါးကံလုပ်ငန်းတွင်သို့ရင်းနှီးလိုက်ကလုပ်ကင်ခြင်းဖြစ်တယ်ငါးကံတွင်ရှိ မွေးမြူရင်ငါးများမှာအတော်ဖြစ်ထွန်းသည်ဟုဆိုရမယ်ဒါနဲ့ငါးကံဖော်တဲ့အချိန်သို့ ရောက်တဲ့အခါကိုတူးမှလည်းထိုငါးကံသို့ရောက်လာကြည့်ရှုနေတော့တယ်ပိုက်ကွင်ကိုဆွဲတွင်လိုက်တဲ့အခါတွင် ထွားချမ်းတံမှလူလာတဲ့ငါးချီးများမှာ ကွန်းတွင်သို့ခုံပေါက်နေတော့တယ်။ဘယ်နဲ့လဲကိုလူဒီလုပ်ငန်းကကြုံပြောတဲ့အတိုင်းအဆင်ပြေတယ်မဟုတ်လား။ပြေးပါရဲ့ဗျာအခုကံဖော်တော့အရင်ပြင်အမျက်ကလည်းခောက်ချိုးနေပါကြင်နေဗျာ။ခမည်းနဲ့ဒီလုပ်ငန်းနဲ့အကျိုးပေးတယ်လို့ပြောရမယ်။ခမည်းဒီလုပ်ငန်းကိုသာဒီဇိုင်းမထဲဆက်လုပ်ပါဗျာ။ငါးကံဖော်တဲ့ဝန်ထမ်းကလေးများမှာငါးများကိုဖော်တဲ့အခါကိုတူးက ဘေးနဘေးမှာကြည်ကအော်ဟစ်အမိန်ပေးပါတော့တယ်ဟဲ့ကောင်နေတေချာလုံတော့ကွာဟောဟိုးမှာငားတကောင်ကိုနဲကခုံထွက်သွားပြီလက်ဖန်ဆန်းလီကွာတေချာဖမ်းပါဟာကိုတူးမှာတော့အားမလို့အားမရအော်ဟစ်ပြီကံအတွင်းသူဆင်းသွားပါတော့တယ်တချိန်ကလည်းတငါလုတ်ကန်ဘူးသူမလို့ငားဖန်းနေရသည်ကိုမြင်တဲ့အခါစိတ်မထေးနိုင်ပဲအသီးစိတ်မှအလိုလိုဆင်းသွားခြင်းဖြစ်တယ် ဝန်ထမ်းကလေးများနဲ့အတူကိုယ်တိုင်ဝင်၍ငါးများကိုဖမ်းနေမိတယ်။ထို့အစဉ်ငါးဖမ်းပိုက်အတွင်မှအလွန်ကြီးမားတဲ့ငကြင်းဖြူကြီးတစ်ကောင်ကအရှင်ဖြင့်ခုန်ထွက်လာလေကကိုတူးထံသို့တန်းတန်းမမတ်ပြန်သွားတော့တယ်။ကိုတူးမှလည်းထိုငါးကြီးကိုအံအားသင့်ကကြည်နေမိတယ်။ငါးကြီးမှအရှင်ဖြင့်လွင့်ထက်လာကကိုတူးရဲ့ရင်ဝါကိုဥကောင်းနဲ့ဘုံကနေတိုက်ခတ်လိုက်သဖြင့် ကိုဒူးတယောက်ပက်လက်လန်ကရေထဲသို့လဲကျသွားတယ်။ဝင်တန်းကလေးများမှာကိုဒူးအပြေးလွှားဆဲကြပြီးကံမောင်ပေါ်သို့ဆွဲတင်ပေးကြတယ်။မွေးမြူရေးငါးကန်အတွင်းထုံမြကြီးတဲ့ငါးကြီးကိုတခါမှမမြင်ဘူးကဲ့သို့ထုံငါးကြီးမှလည်းကိုဒူးအားဝင်တိုက်ပြီးတဲ့အခါပျောက်ချင်းမလားပျောက်ွယ်သွားခဲ့တယ်။ကိုဒူးမှတအီအီနဲ့ညင်းညူနေရင်ပါးစပ်တွေမှာသွေးမြအန်ကြလာတော့တယ်။ ။စီယာကိုတူးတော့ငါကအရှိုက်ကိုဝင်တိုင်းမိပြီးကလီစာတွေကိုထီသွားတာဖြစ်မယ်။စီယံကိုပို့ကြရအောင်။ဝင်တန်းများက ကိုတူးအားစီယံတို့လိုက်ပို့ကြတော့လေ။ကိုတူးမှာစီယံမြောက်ခင်လမ်းမှပင်တည်ဆုံသွားတယ်။ထို့သောထူးဆန်းစွာတည်ဆုံကြတဲ့ကိုတူးကိုလူအများကထင်ကြီးမြို့မြို့ပြီးကြတယ်။တို့ဘာတော့လဲကိုတူးတယောက်မိမိဆိုထားတဲ့တစ္ဆာဖောက်ပြဲမှုရဲ့အကျိုးကျေးဇူးကို ခံစားလိုက်ရမှန်းမသိကြပါဘူး ကိုတူးသိမ်ဆုံးပြီးငါးနှစ်ခန့်ကြာတွင် ကိုတိုက်တို့မှဖီယာဘူးထွက်လာခဲ့ကြတယ်ကိုတိုက်မှလည်းစီးပွားရေးများအဆင်ပြေကာကိုပိုင်ကားပင် စီးနိုင်နေပြီဖြစ်တယ်ယခုလဲကားအတက်ကလေးနဲ့မိသားစုဖီယာဘူးထွက်လာကြခြင်းဖြစ်တယ်ထို့ဖီယာနေတွင်ကြီးလင်းအေးမြတဲ့စမ်းကြောင်းကလေးနဲ့ရည်တကွန်လေးများရှိတော်တယ်ထို့စမ်းကြောင်းကလေးတွင် လူဝဲများမှ အပန်းဖြေစော်ကစားကြသည်ဖြစ်ရာ ကိုတိုက်တို့မိသားစုမှလည်းရေကစားကြတယ် ိုတိုက်မှာစမ်းချောင်းကလေးတွင်ရေကူးနေစဉ်ငားတလဲထိုးကဲ့သို့ငားကလေးများကို တွေ့လိုက်ရတယ်။ကိုတိုက်ရဲ့သားသမီးများကကလေးပီပီထိုးငားလေးများကိုလက်နဲ့ခတ်ပြီးဖမ်းယူစော်ကစားနေကြတယ်။ကိုတိုက်မှာလည်းကလေးများနဲ့တူထိုးငားကလေးများအားလက်ဖမ်းတော့တယ်။ငားကလေးနှစ်ကောင်ကိုလက်ခုပ်နဲ့ဖမ်းမိပြီးရဲ့နောက်ကလေးနှစ်ယောက်အားငားကိုပြလိုက်စဉ်ကိုတိုက်ရဲ့ရင်ဝါကို စုကနေတစ်ချက်ဖြစ်သွားပြီးတဲ့နောက်အလွန်ထိုးအောင်လာတော့တယ်ကိုတိုင်မှာရင်ဘက်အားဖိထားနေစဉ်ပါးစပ်မှာအသွေးများကတပွက်ပွက်နဲ့အန်ကျလာပြီးကိုတိုက်တယောက်စမ်းချောင်းတွင်ထဲမှာလဲကျသွားတယ်ကိုတိုက်အားလူဝဲများကစမ်းချောင်းတွင်မှာစွဲတင်လိုက်ကြတဲ့အခါကိုတိုက်တယောက်အသက်မရှိတော့ပေတချိန်ကငါးဘရင်ကိုဖမ်းမိရန်အတွက်ချိန်စာဆိုခဲ့တဲ့သိစာစကားကိုပေါ်ပြပြသဘောထားကာ ချုပ်ဖောက်မိတဲ့ကိုတူးနဲ့တစ္ဆာစုကိုမိမိရော့ရော့နေက အမှုမဲ့အမတ်မဲ့ကျူးလွန်ဖောက်ပြက်ခဲ့သောကိုတိုက်တို့ညီကိုနှစ်ယောက်ရဲ့သတိမှာအသေးစိုးပြန်သေးကမရှုမလားသတိင်းတော်ကြရတယ်။ဟုတ်ကဲ့ပါဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ။